မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလင်ကြောင်နေပြည်တော်စစ်ရုံးချုပ်အပါလွတ်တော်အစအုပ်ပြိုကျတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြင်အားခုနှစ်တသမခွင်ရစ်စတာစကေးအစဉ်ရှိငလင်လျှောက်ခတ်မှုကြောင့်နေပြည်တော်ရှင်စစ်ရုံးချုပ်ထဲမှာအစအုပ်များလွတ်တော်ခါလာရ85တန်ယုံတိုင်းစစ်ဌာနချုပ်အပါနေအစအုပ်များပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ဗိုလ်ကြီးစင်ရောကနေပြည်တော်စစ်ရုံးချုပ်ထဲမှာအစအုပ်တော်တော်များများပြိုကျတဲ့အထူးကရှိရလို့သိရတယ်။ပြီးရင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံလေတိုင်း အုပ်ချုပ်ရေးမှူးချုပ်အပါဝင်စေဘတ်ဆိုင်ရာအဆောင်နေပြူကြတဲ့ပြင်မနာမျိုးလည်းကခလာရ85တဟောင်းကလည်းတရင်ဌာနချုပ်ရုံးအပါဝင်ကျန်တဲ့အုပ်ချုပ်ရေးမှူးလူနေအဆောင်ဦးတွေပြူကြတဲ့အထူးကိစ္စကစုံစမ်းနေစေဘတ်ဖြစ်တယ်လို့ပြောပါတယ်။လွတ်တော်အဆောင်ဦးပါဝင်လွတ်တော်နာရှိဝန်တန်းအင်ယာရီနဲ့ပြူကြပြီးပေါင်းလောင်းစင်အပ်သွားတဲ့အတွက်စေချိုးမှာဆိုလို့ရှေးဖောက်ကြမယ်စာရီတင်ထားတာကိုလည်းတွင်ရကြောင်း၎င်းကပြောပါတယ်။ နေပြည်တော်ဒေသခံတအူးကအင်းကတော့တိုင်အိမ်ဆိုတော့အကုန်လုံးကျွေပြားတွေကွာကြကုန်တာတိုင်နေရိုင်ထွက်ကုန်တော့ပိုးထိုင်အစ်စ်တလုံး၅သိန်းတန်လောက်ဝင်ထားတာတထွာလောက်ကိုကွဲသွားတယ်တော်တော်ကျန်းနေအတိပြောက်တော့မကြသေးဘူးမြစ်ကန်နာစစ်တောင်းမြင့်အရှိပန်အုပ်ဖို့ဆောင်ဆိုတဲ့ကျေးရွာမှာတော့မြေတွေအကွဲပြီးရှည်ရီတောင်ထွက်တယ်လို့ပြောပါတယ်ဆယ်ရီဘာရီကျိုးမှစိတ်ပူရတယ်လို့ပြောပါတယ်ဒါပြင်မြို့မစေးတပြေကုန်းစေးကျောင်းမြတ်ရတနာပြားတိုင်း Ocean Save Center အပါဝင်နေအများပြားလည်းပျက်စီးမှုရှိနေပြီးဒေသခံများလည်းမိမိတို့နေထိုင်ရာအိမ်ပျက်စီးမှုတွေကို လူမှုကွန်ရက်ပေါ်တင်ထားသလိုလမ်းဒီမှာလည်းပြိုပြက်ပြီးဖုန်းလိုင်းအဆက်အသွယ်တွေပြတ်တောက်နေကြောင်းသိရပါဗျ။ ဆလပီဟိုတယ်အောင်ပန်းပြူချမှုပိတ်မိနေသူတွေကိုရှာဖွေကင်ဆင်ရေးလုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နယ်မှာအင်အားပြင်းကလေးကြောင့်ဟိုတယ်အောင်ပန်းပြူချမှုအတွင်းပိတ်မိနေသူတွေကိုရှာဖွေကင်ဆင်ရေးလုပ်ဆောင်နေရလို့ဆိုပါရယ်။အောင်ပန်းမြို့နယ်ရဲ့လမ်းမကြီးပေရှိ6ထက်အဆင့်မြင့်ဟိုတယ်အောင်ပန်းကအလုံးစုံပြူချခဲ့တာဖြစ်ပြီးဝန်ထမ်းများနဲ့တဲခုတ်သူ20ထက်မနည်းပိတ်မိနေကြောင်းဒေသခံတို့ရဲ့ပြောဆိုကြံရသိရပါရယ်။ငလင်းလှုပ်တာငလင်းတအားကြမ်းနဲ့ဟိုတယ်အောင်ပန်းပြူသွားတာအဲ့ဒီထဲမှာလူတွေအများကြီးပိတ်မိနေတဲ့ရှားတလာ ောက်ခင်ရမယ်လို့အောင်ပန်းမျိုးလူမှုကူညီဖွဲ့ဝင်တန်းကရှုပ်တန်ဖိုင်မှတ်တမ်းရကူပြီးမလ28ရက်နေ့လယ်နေ့ကမှလူမှုကူရင်မှဖြန့်ဝေထားပါရယ်လက်ရှိမှာမိသက်ဌာနမှာမော်တော်ယာဉ်သုံးစီးရောက်ရှိနေပြီးကေဆိုင်လုပ်ငန်းများစတင်ဆောင်ရွက်နေကြောင်းသိရပါရယ်ပြူကြတဲ့ချင်းဟိုတယ်တွေကလူတွေမထွက်နိုင်မှုပြောတယ်အခုတော့မိသက်ကလူတွေစပြီးရှာဖွေနေကြပါပြီလို့ပြူကြသွားတဲ့ဟိုတယ်အောင်ပန်းအနီးဝန်းကျင်ရောက်ရှိနေသူတအုပ်ကပြောပါရယ်ငလင်က Restar Scale 9.8အဆင့်နဲ့ဒီကနေ့မလ28ရက်မနက်7:00မိနစ်50မှာ ှာပထမကြိမ်လှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်းအကျိုးဆက်လုပ်ခဲ့ပါတယ်။အင်အားအလွန်ပြင်းထန်တဲ့ငလင်းဖြစ်လို့နောက်ဆက်တွဲငလင်းတွေထပ်လုံနိုင်ကြောင်းပညာရှင်အချို့ကသတိပေးထားပါတယ်။ ဆလပီငလင်ကြောင်မန္တလေးမြို့ရိုးနဲ့အထက်မြင့်အဆောင်များပြိုကျပြီးထိခိုက်ပျက်စီးမှုများတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ကိုပဟိုပြူပင်းလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြောင်မန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းပဲခူးတိုင်းတို့မှာထိခိုက်ပျက်စီးမှုများပြားပြီးအထက်မြင့်အဆောင်များပြိုကျပျက်စီးမှုတွေရှိပါတယ်။မန္တလေးမြို့နေရာချုံမှာအထက်မြင့်အဆောင်များပြိုကျပျက်စီးမှုတွေရှိနေပြီးလူမှုရေးဖွဲ့များကအရေးပေါ်ကင်ဆယ်တွေလှုပ်ဆောင်နေရပါတယ်။ငလင်ကြောင်မန္တလေးနမ်းမြို့ရိုးနေရာချုံလည်းပြိုကျသွားပါတယ်။ငလင်က Crystal Scale 9.9အဆင့်နဲ့ဒီကနေ့မလ28ရက်မနက်7:30 50မှာပထမကြိမ်လှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်အကျိုးဆက်လုပ်နေပါတယ်အင်အားအလွန်ပြင်းထန်တဲ့ငလင်ဖြစ်လို့နောက်ဆက်တွဲငလင်များထပ်လုံနိုင်ကြောင်းလည်းပညာရှင်အချို့ကသတိပေးထားပါတယ်ဆလာပီငလင်းလောက်ခံမှုကြောင့်နိုင်ငံတော်ပျက်စီးမှုများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းရီတာဆယ်မြို့နယ်ပဟိုပြုပြီး Richter scale 9.9အဆင့်အင်အားအလွန်ပြင်းထန်တဲ့ငလင်းလောက်ခတ်သွားတယ်လို့ American ပူမိပေတာလေလာရေးအသင်း USGS က ကအတိပေးထုတ်ပြန်ထားပါတယ်မလ28ရက်မနက်7:30မိနစ်50မှာစတင်လှုပ်ခတ်ပြီးတမနစ်ခန့်စတိုင်လှုပ်သွားပါတယ်ငလင်းကျောင်းသကိုင်းတရားဟောင်းကျိုးကျသွားပါတယ်မန္တလေးမြို့မှာဟိုတယ်အစာအုပ်ပါဝင်လူနေတိုင်များပြိုကျမှုဖြစ်ခဲ့ကြောင်းဒေသခံတွေကအတိပေးပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်း360နီးရှိတရားမှာလည်းကျိုးကျခဲ့ပါတယ်အောင်ပန်းမြို့မှာအစာအုပ်တချို့ပြိုကျပျက်စီးတာကိုလည်းတရင်တပုံမှတ်တမ်းနေရတွေ့ရပါတယ်အဆိုပါငလင်းကိုမြန်မာတိုင်းနိုင်ငံလုံးအတိုင်းတာအဖြစ်တည်တည်တာတာခန်းစားလိုက်ရတာပါ နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာနိုင်ငံမြို့ကြီးအချို့မှာပြင်းထန်ကလင်းလှုပ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးအချို့မှာမလ28ရက်နေ့လည်တနင်္ဂနွေကျင်းကအင်အားပြင်းထန်တဲ့ငလင်းအနည်းဆုံး2ကြိမ်လှုပ်ခတ်သွားကြောင်းဒေသခံတွေစီကသိရပါဗျ။ငလင်းကရှမ်းကုန်းမန္တလေးနေပြီးတော့ဇကိုင်းအောင်ပန်းဘကူကလေးမကွင်းကျောင်းဆယ်မှုဆယ်ရင်းမပင်စတဲ့မြို့တွေမှာလှုပ်ခတ်သွားတာဖြစ်ပါတယ်။ဒါအပြင်နေရာအနှံ့ပြားမှာဖုန်းလိုင်းများလည်းပြတ်တောက်လျက်ရှိပါတယ်။စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲဖြစ်နေတဲ့ကရင်ပြည်နယ်မှာလည်းငလင်းလှုပ်ခတ်သွားကြောင်း ဒေသခံတချို့ကဆိုပါတယ် မန္တလေးနဲ့စကိုင်းမြို့ကိုဆက်သွင်းထားတဲ့အရာရင်းမြေကူတရာ20နံတရာဟောင်းမှာပြိုကျသွားကြောင်း Facebook လူမှုကွန်ရက်မှာတက်လာတဲ့ဓာတ်ပုံမှတ်တမ်းအရာသိရပါတယ်။မန္တလေးမြို့မှာအထက်မြင့်တိုက်ချို့ပြိုကျသွားပြီးမန္တလေးနံမြို့ရဲ့အချို့နေရာတွေပြိုကျသွားတယ်လို့ဒေသခံအချို့ကဆိုပါတယ်။ကလေးမြို့ဒေသခံတအုပ်က7953 54ဝင်းကျင်လောင်းလှုပ်တာခေါင်းတော်တော်မူသွားတယ်။နည်းနည်းလေးတော့ကြမ်းနေအများဆုံး10မိနစ်လောက်ပဲရှိမှလှုပ်တာလို့ဆိုပါတယ်။မန္တလေးမြို့တွင်မှာလည်းငလင်တန်းကြောင်းလူနေအိမ်တချို့ပြိုကျပျက်စီးရာတွေရှိပြီးအပျက်စီးတွေကြားပိတ်မိနေသူ င်လည်းရှိရဲလို့မြို့ကန်တအုပ်ကဆိုပါတယ်။ဒါအပြင်နမေကျော်ဥပိန်တရာကြောက်တော်ကြီးဖျားတို့ဗတ်မာလည်းပြူချပျက်စီးကတည်ဆုံမှုလည်းရှိရဲလို့၎င်းကဆက်ပြောပါတယ်။ဒါပေမဲ့အသေးစိတ်အခြေအနေကိုတော့စုံစမ်းနိုင်ချက်မရှိသေးပါဘူး။ရန်ကုန်တိုင်းဘုဒ္ဓထောင်မြို့မှာနေထိုင်သူတအုပ်ကရှုပ်တရက်အရှင်ပြင်းပြင်းကလင်းလှုပ်လာတဲ့အတွက်တိုက်ပေါ်မှာဖက်နဲ့တောင်မယူနိုင်ပင်စင်ပြေကြရာကြောင့်တင်ရပါတယ်။ ဒီကနေ့နေ့လေတနအိမ်ကန်ကလောက်ခတ်တဲ့အင်အားပြင်းကလင်းကြောင့်ရန်ကုန်မြို့တာခိတမြို့နယ်ရှိနေအင်ချိုပြက်စီးသွားပြီးအမျိုးသားတအုပ်ဆိုင်ကတိမ်မောင်းမှုကြောင့်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့တာခိတမြို့ကမြို့သားတအုပ်ကပြောပါရယ်။ကာလန်ပေါ်ကကားရီအကုန်ရထားတာအဲ့ဒီဆိုင်ကအရှိန်မလျှော့ဝဲမောင်းလာတာအရန်လှုပ်တဲ့အချိန်ဆိုတော့လမ်းပြထိုးဆင်းသွားတာဆိုင်ကလေးတော့အဲ့ဒီအမျိုးသားကခေါင်းနဲ့ကြတာတတိပါမိသွားတယ်မနေ့ပြန်ပြီးနှာနဲ့ယူရတယ်လို့ကူညီပေးခဲ့တဲ့ဆိုပါမြို့ကအမျိုးသားကပြောပါရယ်။ငလင်လောက်ခတ်နေစဉ်အတွင်း၎င်းတို့နေအတွင်းရှိပစ္စည်း ချို့ပြက်စီးသွားပြီးမိသားစုအားလုံးအိမ်ပြင်ထွက်နေရတယ်လို့၎င်းကဆက်လက်ပြောဆိုပါရယ်အကုံထွက်ကြတာလမ်းထဲကလူတွေအကုန်လုံးလမ်းပေါ်မှာပဲမတ်တပ်တောင်ဝင်နိုင်ဘူးအကုန်လုံးထိုင်နေကြတာတတ်တိုင်တွေထက်ကျိုးတွေဆိုရှမ်းခါနေရပဲလို့အဆိုပါမျိုးသားကပြောပါရယ်ပဲခူးမြုပ်ကံမျိုးသမီးတောင်ကလည်းပဲခူးမြုပ်မှာငလင်းလောက်ခတ်မှုပြင်ထန်တာကြောင့်နေအိမ်ချို့ပြက်စီးသွားပြီးဖုန်းလိုင်းနဲ့လျှက်စင်မီတွေလည်းပြတ်တောက်သွားတယ်လို့ပြောပါရယ်မိလာတဲ့အချိန်ကိုပြန်ဖြတ်သွားပြီးဖုန်းတွေလည်းတလုံးမှခွန်မရဘူးဖြစ်ဖြစ်ချင်းအိမ်ကမိသားစုဘုံဖုန်းဆက်တာလုံးဝဆက်မရဘူးလို့အဆိုပါမျိုးသမီးကပြော ဝါရီရန်ကုန်နဲ့ပဲခူးမြို့ရှိဖုန်းလိုင်းအချို့ငလင်းလုတ်ပြီးမိနစ်30ခန့်ကြာတဲ့အထိဖုန်းလိုင်းတွေပြတ်တောက်နေစေဖြစ်တယ်လို့တင်ရပါတယ်။ငလင်းကထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်မြို့တွေမှာပါလှုပ်သွားကြောင်းတင်ရပါတယ်။ဘန်ကောက်မှာလည်း ဆောင်းလက်စာတိုင်အချို့ပြိုကျပျက်စီးမှုရှိကြောင်း Facebook လူမှုကွန်ရက်မှာတက်လာတဲ့ရုပ်သံအချို့ရတင်ရပါတယ်။ငလင်ကြောင်းထိခိုက်ပျက်စီးသွားတဲ့အဆောင်အရည်အတွက်နဲ့ထိခိုက်သေးဆုံးသူအရည်အတွက်ကိုမသိရသေးပါဘူး။စစ်ကောင်စီထိန်းချုပ်ထားတဲ့မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကလည်းမြန်မာစံတော်ချိန်တနိုင်းမိနစ်30အချိန်တိစုံစရာထုတ်ပြန်ထားတာမရှိပါဘူး။ငလင်ကပထမတစ်ချိန်လှုပ်ခတ်ပြီးရင်နောက်နောက်ဆက်တွဲငလင်တွေလည်းလှုပ်နိုင်ခြင်းရှိရတဲ့အတွက်သတိထားဖို့လိုအပ်ပါတယ်။ဒီကနေ့နေ့လည်းတနိုင်းကန်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ရှန်ကုန်မြို့တာခေတမြို့နယ်ရှိနေချို့ ပျက်စီးသွားပြီးအမျိုးသားတအုပ်ဆိုင်ကတိမ်မာမှုကြောင့်တိကိုက်တရားများရရှိသွားတယ်လို့တာဂေတာမျိုးကမျိုးသားတအုပ်ကပြောလန်းပြောပါတယ်ကားလန်းပေါ်ကကားတွေအကုန်ရထားတဲ့အဲ့ဒီဆိုင်ကကအရှိန်မလျှော်ဝင်မောင်းလာတာအရန်လုတဲ့အချိန်ဆိုတော့လမ်းဘေးထိုးဆင်းသွားတာဆိုင်ကလေးတော့အဲ့ဒီလူကကောင်းနေကြတာသတိပါမိသွားတယ်လို့ပြောပါတယ်ငလင်းလောက်ခတ်နေစဉ်တွင်၎င်းတို့နှင့်တွင်ရှိပစ္စည်းချို့တွေပျက်စီးသွားပြီးမိသားစုတွေအားလုံးအိမ်ပြင်ထွက်နေရတယ်လို့ပြောပါရယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ဆက်လက်ဖော်ပြပြီးသွားမှာပဲဖြစ်ပါရယ်ရှင်။